ဒီမှာကမ္ဘာတရင်တော်တော်များများပြတ်နေတယ်တောက်လျှောက်ပေါ်တော့တပတ်လုံးတက်နေရပါလဲဆိုရင်ဒေါ်လန်ထရန့်ကမိန့်ပေးလိုက်ပြီးတော့မှသူတို့ရဲ့ကမ္ဘာစစ်တမောအကြီးဆုံးဒိဟင်တင်တင်ပေါ်ကိုရွှေ့နေပြီသူတို့ငကိုထထတာအဲ့နေရာမဟုတ်ဘူးနော်နော်ရွှေ့နေတယ်ပြီးတော့ဗီနီဇိုလာကိုသူတို့တိုက်တော့မယ်ပေါ့နော်အဲဒေါ်လန်ထရန့်ကဗီနီဇိုလာကိုစစ်တိုက်မယ်ပေါ့ဒီလိုအင်အားလုံးရင်းနဲ့အခုပြီးတော့ဗီနီဇိုလာနိုင်ငံပပပပလေမှာသူတို့အပေါ်လေတက်ကောရေတက်ကောဖြတ်ထားတဲ့ပုံမှန်မှုတီးပြီးတော့သူတို့တိုက်တော့မယ်ဆိုတဲ့ဟာမျိုး ေချာတော့ဖြစ်နေပါပြီသူတို့ရေပိုတာတွေကမေးတယ်အရင်ရက်တည်းမှာလဲမွေးရေးဆေးတဲလာတဲ့တင်မောတွေသူတို့ပစ်ချထားတယ်တင်မောပေါ်မှာလူပနေရောက်ပါတယ်အဲ့လူတွေအကုန်တည်တယ်ပေါ့နော်အဲ့လိုမျိုးပြစ်ချထားတဲ့ပုံမှာတင်းမီဒီယာကရပိုတာတွေကမေးတယ်အဲ့ဒါတဲ့တချို့ကဘာလဲငါတင်မောငါဖန်လာတဲ့တင်မောလို့ပြောတယ်ဘလို့လဲအဲ့ဒါမားယွန်းတာမျိုးဖြစ်နိုင်သလားပေါ့ငါဖန်တဲ့တင်မောတွေကိုပြစ်ချတယ်လို့ပြောတယ်ပြကစားသူတို့ထားဘာလဲလာနောက်နေရလဲပေါ့ဟာဘယ်ဖြစ်နိုင်မလဲ တင်မောတခုမှအင်ဂျင်၅ခုလောက်ပါတာ၅လာများတဲ့လူ၅ဖမ်းတဲ့လူဖြစ်နိုင်လားတဲ့အဲ့လိုပြန်ပြောတယ်အဲ့ဒါတော့ပြီးခဲ့တဲ့ရက်မှာကျွန်မတွေ့တာဒါမနေ့ကမှလည်းတခါရီပိုတာကသူ့မေးတယ်ရီပိုတာပြန်မေးတာပါလဲဆိုရင် အခုလိုပေါ့နော်ဗီနီဇူလာကိုစစ်တိုက်မှာဟာတဲ့စစ်တိုက်ခိုက်မဲ့ဟာပေါ့နော်ဒီလိုတိတ်တိတ်နှိမ့်နေမဲ့ဟာကိုတဲ့ပြည်သူတွေတိအောင်မတူရှင်းရှင်းလင်းပြဖို့ပေါ့နော်ရှင်းလင်းတင်ပြဖို့လိုတယ်မလားတဲ့အခါကျတော့တွားပါပြောလဲဆိုရင်အေးစေးပြောရနော်ငါတော့တဲ့ ငါတို့တိုင်းပြည်ကိုလာပြီးတော့မှမွေးရစေးတွေတက်လာပြီးငါတို့လူတွေကိုတေစေတဲ့ဟာမျိုးလုပ်တာတဲ့ငါတို့ကပြန်တက်မှာပဲတဲ့ငါတို့ကတက်ကိုတက်ရမှာတဲ့အဲ့လူတွေငါတို့ကအရှင်နဲ့တော့ပေးမဝင်ဘူးတဲ့ကောင်းကလာရင်ကောင်းနဲ့တိုက်မယ်ရဲကလာရင်ရဲနဲ့တိုက်မယ်အင်းအကုန်လုံးချိန်မုံးမယ်တက်မယ်ငါတို့ကတက်ကိုတက်ရမှာအင်းအဲ့လိုပြောပါရဲ့နော်ပြီးတော့နောက်တစ်ခါအဲ့တယောက်ကပြောရင်ပြောတဲ့တိုင်းလုပ်တယ်နော်ဒီနေ့မှာတော့တင်းအကုန်လုံးတော်တော်များများပြတ်နေတယ်ပြီးတော့ဒီ Venezuela ပြောလာပတ်ပတ်လည်မှာပေါ့နော်စစ်စစ် စစ်သင်ဘောနဲ့ကောအပေါ်ကလေလေတက်နဲ့ကောဝုံးရင်ထားတယ်ဆိုတာကိုတရင်တရင်ဌာနနဲ့ပေါ်ပြကြပါတယ်။ဒါပေမဲ့လုံးဝအခြေဘယ်လိုမှလည်းအရှင်ယူပြီးတိုက်နေတာတော့ဆိုရှယ်မီဒီယာမှာတင်ပြသေးပါဘူး။သူတို့တကယ်ဗီနီဇိုလာကအကုန်စစ်စင်ရေးလို့ပို့တဲ့စာနေပြီလို့ပဲပြောတာပေါ့နော်။တကယ်တိုက်နေပြီဆိုရှယ်မီဒီယာမှာတကယ်တိုက်နေပြီဒီကမ္ဘာတရင်တွေမှာပါလာလေဆိုလို့ရှိတင်ပေးပါမယ်။စိတ်ဝင်စားတဲ့သူများပေါင်းလင်းနေပြီးခဲ့ကြပါ။အားလုံးပဲဆင်ပြေကြပါစေ။ Bye bye ။